အသက်40ကျော်အထိဂိုးတွေတွင်းသွားနိုင်အောင်မယ်ရနာဒိုဘရွန်ဒိုငါးသူရှင်ပေါ်တူဂီစူပါစတာခရစ္စတီယာနိုရနာဒိုဟာအခုလက်ရှိအန်နာစာအသင်းမှာအသက်40ပြည့်ပြီးတော့ခြေစွမ်းကောင်းလေးဇက်တိုက်ပြသနေရရရှိပြီးအခုရသည် sorry pro league မှာတွင်းကို30ကျော်အထိတောင်တွင်းယူထားပါတယ်ဒါပြင်ရနာဒိုဟာသူ့ရဲ့နိုင်ငံပေါ်တူဂီအတွက်လည်း219ပွဲကစားထားပြီး136ဂိုးထိတွင်းယူထားနိုင်ကနိုင်ငံလည်းရေးစကစားသမောဘောကနေအားယူဖို့စံနာမရှိသေးကြောင်းလည်းသိရပါတယ်ရနာဒိုဟာလာမယ့်2026ကမ္ဘာဖလားပြိုင်ပွဲကြီးမှာအသင်းကောင်းဆောင်ဖြစ်ဆက်လက်ပါဝင်ဆင်နွှဲပြီးကမ္ဘာဖလားရရှိဖို့ကိုကြိုးပမ်းသွားဖို့ရှိနေပါတယ် ရော်နယ်ဒိုကပေါ်တူဂီနိုင်ငံသားဘောလုံးကံတော်ဝင်ကြီးလိုဝီဖီဘိုကတော့သူ့ရဲ့နိုင်ငံသားရော်နယ်ဒိုဟာအမြဲလိုလိုဂိုးတွေတွင်းနေလိမ့်မယ်လို့ပြောကြလိုက်ပါတယ်။အသက်40ရွယ်ထိတောင်ရောက်လာပြီဖြစ်တဲ့ရော်နယ်ဒိုကိုသူ့ရဲ့နိုင်ငံပေါ်ကစားသမားဟောင်းကြီးကအသက်42နှစ်ထိတောင်ကစားသွားနိုင်ပြီးအဲ့ဒီအချိန်ထိဂိုးတွေဇက်တိုက်တွင်းနိုင်မယ်လို့ပြောဆိုသွားခဲ့ပါတယ်။ဖီဂိုကမက်ထရစ်မြို့ကအခမ်းအနားတစ်ခုမှာရော်နယ်ဒိုနဲ့ပတ်သက်ပြီးသူကကမ္ဘာဖလားမှာပွဲထွက်ကစားသမားအဖြစ်မြင်တွေ့ရနိုင်ပါတယ်။ပွဲကိုဆုံးဖြတ်ပေးနိုင်သူတယောက်ဖြစ်မလားဆိုတာစောင့်ကြည့်ကြည့်ရပါ။ဒါပေမဲ့ရော်နယ်ဒိုကသူ့ရဲ့ကြံ့ခိုင်မှု professional ပြီးတော့မှုအကြီးချင်းနေတဲ့ပတ်သက်ရင်ကမ္ဘာဆံပြကောင်းတစ်ယောက်ပါလို့ပြောကြားခဲ့ပါတယ်ပြီးတော့သူကအမြဲတမ်းဂိုးသွင်းနိုင်လိမ့်မယ်လို့ထင်တယ်အသက်40ကျော်42နှစ်မှတောင်သူကဂိုးတွေသွင်းနိုင်နေပါလိမ့်မယ်အဲ့ဒီဂိုးတွေကအဆုံးဖြတ်ဂိုးတွေဖြစ်လာမလားဆိုတာကိုတော့စောင့်ကြည့်ရမှာပါကျွန်တော်တို့ပေါ်တူဂီအတွက်တော့အမြဲတမ်းအဆုံးဖြတ်ပေးနိုင်တဲ့ဂိုးတွေဖြစ်ပါစေလို့မျှော်လင့်ရမှာပါလို့ပြောဆိုသွားခဲ့ပါတယ်။ရော်နယ်ဒိုဟာဘောလုံးကစားသမားဘဝကအနားမယူခင်မှာနောက်ထပ်စံချိန်နေလဲထပ်မံချိုးဖြတ်မဲ့အရာတွေလည်းရှိပါသေးတယ်။သူကိုယ်တိုင်ကလည်းကစားသမားဘဝမှာအတွင်းကိုတစ်ထောင်ပြေးဖို့ရည်မှန်းထားတာကြောင့်ကစားသမားဘဝအနားယူဖို့စံနှမ်းရှိသေးတာပဲဖြစ်ပါတယ်။ တကယ်လို့သာပေါ်တူဂီတင်းတာကမ္ဘာဖလားခြေစစ်ပွဲအောင်မြင်ခဲ့ရင်2026ကမ္ဘာဖလားကရောနော်ဒိုအတွက်ဖြစ်လာမလားဆိုတာစိတ်ဝင်တစားစောင့်ကြည့်ချင်စီရပါဒီမှာကျွန်တော်တို့ကတည်းကအမှ